Excuse me? You were talking about your butt and stuff? And also, you said that I suck? ။ Yeah, Stone X မှာကျေသူပါတယ်။ထွက်လာတော့မဲ့ Superman ရုပ်ရှင်အစ်စ်မှာမြင်လာရတော့မဲ့ Monster K နဲ့ Green Lantern ဒီဒီအချိန်မှာလူကြိုက်အများဆုံးရေပန်းအစားဆုံး character တစ်ခုဖြစ်နေပါတယ်။ So အခုဗီဒီယိုမှာတော့ဒီ character နဲ့ပတ်သက်ပြီးတော့ Predator တို့တည်ထားဖို့လို့တမျာ Origin တစ်ခုတော့မဟုတ်ဘူးနှစ်ခုအပြင် Gaigarna က comic ထဲမှာဘာတွေလုပ်ခဲ့ဘူးလဲဘလောက်အထိကြံလဲဆိုတာတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Intro လေးပြီးရင်စလိုက်အောင်။ thank you I am Batman. โอเค origin အရာဆိုရင် guide gardener ကို greenlandan comic issue number 59မှာစတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်အများစုတည်ကြမဲ့ greenlandan origin အတိုင်းပဲ even so ဆိုတဲ့ဂျူသား greenlandan တကောင်ကကဘာပေါ်ကိုကြလာခဲ့ပြီးတော့ hal jordan စီကိုတာဝန်လွှဲသွားပေးခဲ့ခြင်းဖြစ်ပါတယ် but ဒီ issue မှာတော့ even so ရဲ့ဘက်က view ကိုတေဂါနီအချိန်ကိုပို့ပြီးတော့နက်နက်နဲနဲမြင်လာခဲ့ရပါတယ်ဂျူသားကတေဂါနီအချိန်မှာလက်စွပ်ကိုလွှဲပြောင်းပေးဖို့အတွက်ကဘာကြီးတစ်ခုလုံးမှာအကိုက်ညီဆုံးဖြစ်မဲ့သူအထူးသဖြင့် fearless ဖြစ်ရမယ်ကြောက်စိတ်လုံးဝမရှိတဲ့သူကိုရှာကြည့်လိုက်တဲ့အချိန်မှာ ရေဒါပေါ်မှာလူနှစ်ဦးရဲ့နာမည်ထွက်ပေါ်လာခဲ့ပါတယ်။အဲဒါတွေက Hal Jordan နဲ့ of course Guy Gardner တို့ပဲဖြစ်ကြပါတယ်။ C တကဘာလုံးမှာမှနှစ်ယောက်တည်းကိုတွေ့ခဲ့တာပါ။ Batman Bruce Wayne ကလည်း Fearless မဟုတ်ခဲ့လို့ Green Arrow Oliver Queen လို့လူကလည်း Fearless မဖြစ်ခဲ့ပါဘူး။ Guy Gardner ဒီ Hal Jordan နဲ့ Dan တို့ကြောက်စိတ်กินမဲ့တဲ့သူဖြစ်ပါတယ်။ Bad Lassity Joda Evenso ကတည်တော့မဲ့အချိန်ဖြစ်တဲ့အတွက်အနီးဆက်ဆုံးသူကိုရွေးချယ်လိုက်တဲ့အခါမှာ Hal Jordan က Green Lantern ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ Betty Issue မှာတော့ Guardians တွေနဲ့ Hal Jordan တို့က Multiverse ကိုဖြစ်နိုင် ြေတွေကိုကြီးရှုနိုင်တဲ့ဆက်မျိုးနဲ့ကြီးရှုတဲ့အချိန်မှာလက်စွပ်ကသာဂိုင်ဂါဒနာကိုရွေးချယ်ခဲ့တယ်ဆိုရင်ဘလို့ဖြစ်လာနိုင်မလဲဆိုတဲ့ဇလန်းကိုကြီးရှုခဲ့ကြပါတယ်။ and တကယ်ကြီးနဲ့ surprisingly အန်အော်ဘုကောင်းလာအောင်အဲဒီ monster king နဲ့လူကွာစာကပြဿနာတွေကို handle လုပ်နိုင်တာပြဿနာတွေကိုဖြေရှင်းနိုင်တာကိုတွေ့ရတဲ့အပြင်တကယ်ကြီးကိုအကြောက်တရားကင်းမဲ့တယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။ဒီတော့ Hulk ရိုင်နာမှတဘောကျသွားပြီးတော့ Even So လိုမျိုးသူလည်းတခုခုဖြစ်သွားတဲ့အခါမှာဂိုင်ဂါဒနာကိုတာဝန်လွှဲပြောင်းပေးခြင်းနဲ့အတွက်ယုံကြည်တဲ့အတွက်ကဘာပေါ်ကိုပြန်ဆင်းလာပြီးတော့ဂိုင်ဂါဒနာနဲ့မိတ်ဆွေ တော်ဖွဲ့ခဲ့ပါတယ်။အန်ဇလန်ကိုဒီတိုင်းထားခဲ့ရတာကနေအချိန်တစ်ခုအကြာမှာတော့ Guardians တွေကချဲ့ထွင်ပြီးကဘာပေါ်မှာ Chance Stewart တို့ Joe တို့လိုထပ်မံလူသားတွေကို Green Lantern ဖြစ်စေလိုက်တဲ့အချိန်မှာတော့ငိုက KMI စားကြီးနေမှုလို့ကွဲထွက်နေတာကြောင့်ကိုလူကြိုက်များခဲ့တဲ့ character ဖြစ်ခဲ့တဲ့ Guy Gardner ကလည်းအချိန်တစ်ခုအကြာမှာ Green Lantern တကောင်ဖြစ်လာခဲ့ပါတယ်။ Guy Gardner ရဲ့ origin ကိုပြတဲ့အခါမှာသူဒီ abusive ဖြစ်တဲ့ရိုင်းနှက်သက်တဲ့ဖက်အေးနဲ့ကြီးပြင်းလာခဲ့သူဖြစ်တဲ့အကိုကလည်းအားကစားသမားဖြစ်တဲ့အတွက် Guy ပေါ်မှာ bully လုပ်ခဲ့တာတွေရှိပါတယ်။အဲ့လိုအရာတွေအဲ့လိုဆိုးရွားတဲ့အရာ ာတွေကိုဖြတ်ကျော်ခဲ့ရတာတော့မှကြံ့ကြံ့ခံပြီးတော့အကြောက်တရားကင်းမဲ့တဲ့သူဖြစ်နေတယ်ဆိုတာကဂိုင်းကနာကို unique ဖြစ်သွားစေတာလည်းဖြစ်ပါတယ်။ Next ကတော့အခုခေတ် New 52မှာမှပြောင်းလဲလိုက်တဲ့ဂိုင်းကနာအတွက် origin ဖြစ်ပါတယ်။ဒီ comic မှာတော့ဂိုင်းကနာဒီတမီသားစုလုံးတစ်မျိုးလုံးကရဲတွေဖြစ်ပါတယ်ဆိုပြီးတော့ပြလာခဲ့ပါတယ်။ And အဲ့ဒီတမျိုးလုံးမှာမှဂိုင်းကနာတယောက်တည်းကရဲသားဘဝကနေပြီးတော့အထောက်ခံရပြီးတော့လူမိုက်ကေ cycle တစ်စီးနဲ့မျိုးပတ်နေသူလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းမျိုးရိုးနာမည်ကိုဖြည့်ဆည်းပါတယ်ဆိုပြီးတော့မြန်မာကားတွေကလည်းမျိုးဂါရဲ့ဖခင်ကသူ့ကိုအမုန်းကြီး မုံနေခဲ့ပါတယ်။ဂိုင်းကတော့ရဲအဖြစ်ကနေပြီးတော့အထောက်ခံရတဲ့ကိစ္စမှာသူ့ရဲ့အမားမဟုတ်ကြောင်းကိုအမြဲရှင်းပြတတ်ပါတယ်။ဒီတစ်ခေါက်မှာလည်းဘူရော့နဲ့စကားများပြီးတော့ဂိုင်းကထွက်လာခဲ့တဲ့အချိန်မှာသူ့ရဲ့အကိုရဲဖြစ်သူကလူစိုးဂိုင်းနေရဲ့ပြစ်ခတ်တာကိုခံခဲ့ရပါတယ်။ဂိုင်းဒီရဲတယောက်မဟုတ်ခဲ့ပေမဲ့ဘာလန်နံမမရှိခဲ့ပေမဲ့စိုက်ကယ်တစီးနဲ့အမြန်ပြေးဝင်လာခဲ့ပြီးတော့သူ့ရဲ့အကိုနဲ့အတူတငယ်ချင်းဖြစ်သူကိုပါကယ်တင်နိုင်ခဲ့ပါတယ်။ဗတ်တန်ရာတွေရနေတဲ့အတွက်ဆေးရုံကိုခေါ်သွားတဲ့လမ်းမှာထပ်ပြီးတော့အတိုက်ခိုက်အပြစ်ခတ်ခံခဲ့ရတယ်။ဒီအချိန်မှာသူ့ရှေ့ကိုလက်စွပ်တစ်ခုကပြန်လာခဲ့ပြီးတော့ဂိုင်းကနာအကြောက် တရားကင်းမဲ့တဲ့သူ Green Lantern ဖြစ်စီလို့ဆိုရင်လည်းပါပါရီပေးဖြစ်ခဲ့ပါတယ်။ Guide လက်စွပ်ကိုရရချင်းပါပဲ။သူရဲ့အကူနဲ့တငယ်ချင်းတို့ကိုချက်ချင်းပြန်ထွက်သွားပြီးတော့ကယ်တင်ပေးနိုင်ခဲ့ပါတယ်။အပြီးမှာတော့ပါပါရီကိုနားလဲဖို့အတွက် Kilo Walksy ကိုထွက်လာခဲ့တဲ့အချိန်မှာ Guide အချားမဆိုင်တာတစ်ခုကိုမေးမြန်းခဲ့ပါတယ်။ Green Lantern တွေက personality တွေပေါ်ကိုလိုက်ပြီးတော့ဝိစုံနေအပြောင်းလဲရှိတင်တယ်လို့ဆိုရင်လည်းကိုပိုင်ဒီဇိုင်းလက်မပါတဲ့ကုတ်အင်ကြီးကိုပြောင်းလဲဝိစင်ပြီးတော့ပထမအုပ်ဆုံး suit အကွယ်အပြားနဲ့ Green Lantern တစ်ကောင်ဖြစ်လာခဲ့ပါတယ်။ဒီ Jonathan Stein ကိုဒီဘဲကသူ့ဘာသာ ဂုံစာနေရင်နဲ့ကဘာပေါ်မှာရှိပြီးသားဖြစ်တဲ့ Greenland နဲ့ Hal Jordan နဲ့တွေ့ခဲ့တယ်။ Hal ကကိုအင်ကြီးမိုက်သားပဲဆိုပြီးတော့ပြောလိုက်ပေးမယ်။ဟိုဘဲကယူမလားမေးတဲ့အချိန်မှာတော့ရှိပြီးတော့မယူဘူးဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်။ဒီပဲနမဲကြီးကကအဲ့လိုမျိုးကြောင်တောင်နိုင်တာတို့တစုတိုးဆန်တာတို့နဲ့စောက်ချင်မကောင်းတာတို့ကြောင့်အတိအကျဖြစ်ပါတယ်။ And Guy Gardner ဒီ Justice League International Comic မှာဆိုရင် Batman Booster Gold လို့နဲ့အတူ Justice League အဖွဲ့ဝင်အောင်ဖြစ်ခဲ့ပါသေးရဲ့။ဒီ comic မှာဆိုရင် Batman က Batman ဆန်သွားပဲ Guy ကိုလက်တီးတစ်ချက်နဲ့အမောက်သိပ်ပြနိုင်ခဲ့ပါတယ်။တစ်ဖွဲ့လုံးကတော့ ော့မှ one punch ဆိုပြီးတော့ guide gardener ကိုဝိုင်းပြီးတော့လောင်ပြောင်းခဲ့ကြပါတယ် guide gardener အတွက်အကျန်းဆုံး moment ကတော့ဒီဘဲဒီ red lantern နဲ့ green lantern lesson နှစ်ခုတို့ကိုတစ်ဖက်စီမှာဝစ်ခဲ့မှုတဲ့ the udi dot ကောင်ဖြစ်ပါတယ်ဒီ comic မှာဆိုရင်တငယ်ချင်းဖြစ်သူ guy rainer ကို black lantern တွေကတပ်ပစ်လိုက်တာကိုခံလိုက်ရတဲ့အချိန်မှာ guy ကအလွန်အလွန်ကိုဒေါ်လာထွက်သွားခဲ့ပါတယ်ဒီဒေါ်လာက universe တခွင်အထိကိုပြန့်နှံ့သွားအောင်လွင်ဆင်ခဲ့တာကြောင့်ဒေါ်လာအဖွဲ့အစည်းဖြစ်တဲ့ red lantern တွေကရောက်လာပြီးတော့ guy ကိုသူတို့စီမှာ join ဖို့အတွက်ကန်လန်းခဲ့ပါတယ် guy ဒီအမြတ်ဒေါ်လာရင်းနဲ့ ့အတူ red lantern လက်စွပ်ကိုလည်းစွပ်ပစ်လိုက်ပေးမယ်။တစ်ဖက်ကအစိမ်းကိုလည်းသူကပေးမသွားခဲ့ပါဘူး။နောက်ပိုင်းမှာဆိုရင်ဆောက်ရမ်းမိုက်တဲ့ပုံစံကြီးနဲ့လက်တစ်ဖက်ကအနီရောင်လက်စွပ်လက်တစ်ဖက်ကအစိမ်းရောင်လက်စွပ်ကိုဝင်ရင်းနဲ့ black lantern နဲ့အကုန်လုံးကိုတပ်ပစ်ပြီးတော့လက်စားချေခဲ့ပါရဲ့။ဒါအပြင် guide အဝါရောင် yellow lantern လက်စွပ်ကိုလည်းဝစ်ဆင်ခဲ့ပူပါရဲ့။ power နဲ့ ability အပိုင်းမှာတော့သူဒီတခြား green lantern တွေလိုပဲ power တွေအကုန်ရှိပေမဲ့မတူတာတစ်ခုကဒီကောင်ကစောက်ကျင်မကောင်းတဲ့အတွက်ရန်သူနဲ့ခြားတဲ့အချိန်မှာညစ်ပတ်တတ်တဲ့ရုပ်မာတတ်ပါရဲ့။ဒီကောင်နဲ့ပတ်သက်ပြီးအကြံဆုံးကတော့ will power ပါ။ဒီက ောင်းရဲ့ will power က hal jordan ထပ်တောင်းကြမ်းပါတယ်ဂါရဲ့ will power ဒီကြီးမားပြင်းထန်လွန်းတဲ့အတွက်သူ့ရဲ့လက်စွပ်ကတော့မခံနိုင်ဘူးဆိုပြီးတော့သိရတယ်ဒါကြောင့်လည်းသူ့ရဲ့လက်စွပ်ကအမြဲတမ်းတစ်ဖြက်ဖြက်လင်းနေတာတောက်ပနေတာဖြစ်တယ်ဆိုပြီးတော့လည်းသိထားရပါတယ် that's all for today guys ဒီလောက်ဆိုရင်တော့မကြခင်လာမယ့် guy gardener ကိုကြည့်ဖို့အတွက်အစင်သင်ဖြစ်လောက်ပြီလို့ထင်ပါတယ် predator တွေကတော့ဘယ်လိုထင်ကြလဲဒီ monster key နဲ့ဘဲကိုကြိုက်ကြရလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video တွေတက်လာတဲ့အခါ USVPN လေး ေခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြညာလေးတွေကိုစုံအောင်အထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါသေးတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။